ယူယူလေးပန်းနဲ့မှပိုက်စာစုတာနဲ့ life insurance company မှာပိုက်စာစုတာဘယ်လိုကွာလဲကျွန်တော်ဇေယားနဲ့တကွာခဏနေကြာလို့ရှင်ကျွန်တော်ပြတ်သွားပြီမယ်အခုကကျွန်တော် Wells Fargo ရဲ့ internet seminar ပေါ်မှာကျွန်တော်တွားကြည့်နေတယ်သူတို့ရဲ့ saving account interest rate က0.01မှာပဲရှိတယ်နော်ဟုတ်ပြီခဏကြာလို့ရှင်ကျွန်တော်ဇေယားပြပြမယ်ကျွန်တော်ဇေယားမပြခင်မှာအချင်းချုပ်နည်းနည်းပပကျွန်တော်ရှင်းပြပေးခြင်းပါတယ်ကျွန်တော်လောက်ပြပေးခြင်းတဲ့ဇေယားကအသက်35နှစ်အရွယ်ယောက်ျားလေးတယောက် တလဆိုရင်300ဒေါ်လာနဲ့ life insurance company စီပိုက်စာစုမယ်ပြီးတော့သူဘယ်လောက်ကြကြစုမှလဲဆိုတော့10နှစ်ပဲเนาะ10 years 10နှစ်ပြည့်သွားလို့သူပိုက်စာအပိုတပြားမှထပ်ပြီးတော့ထည့်เสียစုเสียမလို့တော့ဘူးနောက်တနည်းအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့သူအတက်36ကနေ45နှစ်အထိပဲစုဖို့လိုတာပေါ့အခုကျွန်တော်ပြပြတဲ့ဇာတ်ကဘာကိုအတိအကထားတာလဲဆိုတော့စုဘူးအတွက်เนาะ cash value အတွက်အတိအကထားပြီးတော့ကျွန်တော် လုတ်ပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ life insurer ကတော့နည်းတာပေါ့နော်ဆိုတော့35နှစ်အရွယ်ယောက်ျားလေးတယောက်က life insurer company စီမှာပိုင်းစား10နှစ်ပဲစုဖို့လိုတာနော်တစ်လဆိုရင်300တစ်နှစ်ဆိုရင်3600ပေါ့ဒီဇာလေးတစ်ခုကြည့်ကြည့်မယ်ဆိုလို့ရှိရင်35နှစ်အရွယ်ရှိတဲ့ယောက်ျားလေးတယောက်က life insurer company စီမှာပိုင်းစားစုတာစုစုပေါင်းက3600လောက်ပဲနော် သူ့အတက်46နှစ်ကနေစပြီးတော့တပြားမှအပိုတာပိုက်ဆံအကုန်ကြမရှိတော့ဘူးကြည့်ပါဦးသူ့အတက်46နှစ်ကနေစပြီးတော့လေသူဆုံးသွားတဲ့အထိဒီ life insurance policy အတွက်သူတပြားမှအပိုတာပိုက်ဆံစုစံမလို့တော့ဘူးစုစုပေါင်းဆိုရင်သူဒီ policy အတွက်ပိုက်ဆံစုတာ3600လောက်ပဲပေါ့များတော့အဖြစ်ပင်စင်စားတဲ့အရွယ်ဆိုရင်66 60ခု68ဆက်လေးဖြစ်ပေါ့နော်66နှစ်မှာသူတပြားယူထုတ်လို့လည်းရတယ် 69နှစ်မှာနောက်ထပ်တပေါင်းယူထုတ်ရလဲရတယ်69 90 97 92 93 94 95ဆက်လေးဖြစ်ပေါ့66နှစ်ကနေစပြီးတော့95နှစ်ထိနှစ်တန်နှစ်တိုင်းတတောင်းထိဒူပိုက်ဆိုင်ယူထုတ်လို့ရတယ်နော်10နှစ်ဒေါ်တွင်းထဲမှာပိုက်ဆိုင်ယူထုတ်တယ်ဆိုတော့စုစုပေါင်းတသိန်းပေါ့ဒီ life insurance ကလည်းတစ်နှစ်တတောင်းပိုက်ဆိုင်ရမယ် social security စီကလည်းပိုက်ဆိုင်တချို့ရမယ်ဆိုရင်တော့သူ့အတွက်ပိုက်ဆိုင်ပိုများတာပေါ့မှလားဥပမာအသက်80ရောက်တဲ့အချိန်မှာ ဒီယောက်ျားလေးတယောက်သူဆုံးသွားမယ်ဆိုရင်ရောသူ့ရဲ့မိသားစုအတွက် life insurance ပိုက်ဆံကြံသေးလားဆိုရဲကြံသေးတာပေါ့နော်။၃သိန်းကျော်ကျော်ရသေးတာပေါ့နော်။နောက်ထပ်ဥပမာတစ်ခုအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်တော့ဒီယောက်ျားလေးတယောက်ကအသက်89နှစ်အရွယ်မှာသူဆုံးသွားတယ်ဆိုလို့ရှိရင်သူ့ရဲ့အမွေခံသူကြံခဲ့တဲ့မိသားစုတွေလည်း၃သိန်းကျော်ကျော်ပိုက်ဆံရသေးတာပေါ့နော်။ယူယူလေးဘာမှပိုက်စာစုတာထက် life insurance company မှာပိုက်စာစုတာအဆက်မတပိုတာတာပေါ့နော် ယူယူလေးပါနဲ့မှာပိုက်ဆံစုတာကနံပါတ်1 interest rate အတိုးရခိုင်နှုန်းအင်မတန်မှနည်းတယ်ဒုတိယတစ်ခုကမပြောကောင်းမဆိုကောင်းကျွန်တော်တို့တည်သွားတယ်ဆုံးသွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စုတလောက်ပဲပိုက်ဆံပြရရမှာလေအပိုတာတပြားမှမရဘူးပေါ့ရမရလေအတိုးနည်းနည်းပပလောက်ပဲရမှာနော်နောက်တစ်ဖက်အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ life insurance company စီမှာပိုက်ဆံစုမယ်ဆိုလို့ရှိရင်တော့နံပါတ်1ဆုံးသွားရင် life insurance စီကပိုက်ဆံအများကြီးအပိုတာရရတယ်လေ ဒုတိယချက်ခါကျတော့ကျွန်တော်တို့အတိုးရခိုင်နှုန်းစားရတာအဆမတပိုများတယ်နော်။များတော့အဖြစ် insurance company ကကျွန်တော်တို့ပေးတဲ့အတိုးရခိုင်နှုန်းကတော့400ခိုင်နှုန်း900ခိုင်နှုန်းဝန်းကျင်လောက်မှရှိတာပေါ့နော်။ဒါအင်မတန်မှပိုကောင်းတယ်လေ။ကျွန်တော်တို့ပိုစားရတာပေါ့။ပင်စင်အတွက်ပိုက်ဆံစုတဲ့နေရာမှာဆိုလို့ရှိရင်တော့ life insurance ကလည်းအင်မတန်မှကောင်းတဲ့ product ပစ္စည်းလေးတစ်ခုဖြစ်တယ်လို့ပြောရင်မမှားပါဘူးနော်။